ဗိုက်တာမင် B6 ချို့တဲ့နေပြီလားဗိုက်တာမင် B6 ချို့တဲ့ခြင်းကအရင်သိတာထင်ရှားလို့ရတဲ့လက္ခဏာများများမပြတ်တတ်ပါဘူးခရုတက်ဆိုင်သတိပြုမှာပဲသိနိုင်တာမျိုးဖြစ်ပါတယ်ကိုရဲမှာဗိုက်တာမင် B6 ရော့နေလိုအပ်နေပြီဆိုရင် symptoms ပြတာဟာတဦးနဲ့တဦးကွဲပြားပုံမျိုးရောရှိနိုင်ပါမယ် ်ဗိုက်တာမင် B6 ထုတ်တဲ့ပြီဆိုရင်သွေးအားနည်းသလိုဖြစ်နေတတ်မယ်။အနီရောင်ဘူးခက်တေးသေးလေးတွေနဲ့ရှားရံတတ်တယ်။နှာခမ်းမှာအရေကိုလန်နေတတ်မယ်။ဗစက်ဘေးဘက်ထောက်ဆောင်နေရာတွေမှာအရေပြား6တွေ့ကွဲအပ်ကြောင်းလေးတွေပေါ်နေတတ်မယ်။ဂရင်းတွေကရှားရောင်ရမ်းတာမျိုးဖြစ်တတ်မယ်။ဗိုက်တာမင် B6 ဟာအာယုံကြောဆက်နွယ်မှုတွေမှာထောက်ကူပေးတဲ့ဓာတ်သတ္တိဖြစ်တာမို့ဒီထက်နည်းနည်းပိုလို့အကျွမ်းမိုင်းကျလာတဲ့အခါမျိုးမှာဆိုရင် ိတ်တက်ကြလွယ်နေတာစိတ်ရှုပ်ထွေးလို့မဆုံးဖြတ်နိုင်ခြင်းဖြစ်တတ်တာနဲ့ကိုခံအားစနစ်အားနဲ့တက်တာတွေအထူးကိုဖြစ်စေတတ်ပါတယ်။ ်ဒီလိုမျိုး vitamin B6 ထုတ်တဲ့အားနေခြင်းကလူကြီးနဲ့ဆိုင်ရင်ပိုလို့နုနယ်အားပြောတဲ့ကလေးသူငယ်တွေကိုပိုလို့ခံနိုင်ရင်မရှိဖြစ်စေတာပေါ့နော်ကလေးငယ်လေးတွေမှာ vitamin B6 အားနေနေပြီဆိုရင်အတန်တစ်ခုခုကိုကြားတာနဲ့ထိတ်လန့်လွယ်တဲ့အားငယ်လွယ်လို့အတန်ကို sensitive ဖြစ်တတ်ပါတယ်ဒီလိုအားနေတာကိုကလေးငယ်ဆိုတော့ကိုယ်တိုင်မပြောပြတတ်တာမို့လို့ကလေးစောင်းလျှောက်သူကတဆင့်ဂယုပြုတာမျိုးမလုပ်မိဘူးဆိုရင်လည်းပဲကြာရှည်လာတော့ကလေးလေးမှာအုံနှောက် က်စီကိုမူမမှန်တဲ့ electric signal ဖြတ်ကနေရောက်တာမျိုးဖြစ်ရတာကနေတတိလစ်ချင်းတက်ချက်မိမျောခြင်းကဲ့သို့စီဇာအခြေအနေမျိုးအထိရောက်သွားနိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုမျိုးလက္ခဏာတခုခုကြုံတွေ့ပြီလို့သတိပြုမိထားရင်ကိုယ်နဲ့နှိစက်ရကျန်းမာရေးပညာရှင်တယောက်ယောက်စီကိုဆက်သွယ်လို့ vitamin B6 deficiency ဖြစ်နေသလား vitamin B6 အာဟာရပြည့်တော်အစားအသောက်များများစားကြမလားဖြည့်စွက်စာတောက်သုံးဖို့အထည်ကိုလိုနေပြီလားစသဖြင့်တိုင်ပင်နိုင်ပါလားဒါဆိုရင် vitamin B6 သွေးစစ်ဆေးခြင်းဆက်လို့လုံဆောင်ပြီးချိုးတဲ့နေတာဖြစ်ခဲ့ရင်တော့အဓိကအချက်ဖြစ်မဲ့တင်းတင်းမြတ်တာရဲ့စားစရာကိုပြန်စားပေးမယ်ဗီတာမင် B6 များများရဖို့ကြွယ်ဝစေ သောအချက်များကိုမပြတ်သိနိုင်မယ်ဆိုတဲ့နည်းလမ်းတွေနဲ့ချိုးတဲ့တာမဖြစ်စေဖို့ဆက်လို့အားပြေနိုင်မှာပဲဖြစ်ပါတယ်။